ကိုယ့်ဘာသာကိုယ့်လူမျိုးကိုကြီးပွားစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ဆိုတာကတော့ဘာသာဝင်တိုင်းရဲ့ဆန္ဒလူမျိုးတိုင်းရဲ့ဆန္ဒပါဒါပေမဲ့တခြားလူမျိုးတခြားဘာသာဝင်တွေကိုကြာရှုံးစေခြင်းနဲ့ဆွေးယုတ်စေခြင်းနဲ့ပျက်စီးစေခြင်းနဲ့ဆိုတာအမှန်တမ်းမှယုံညံ့တဲ့စိတ်ထားပါကိုယ့်ခြံစည်းကိုကာရာကောင်းပါလေတခြားသူရဲ့ခြံစည်းကိုဖျက်ဆီးခြင်းနဲ့ကတော့မကောင်းတဲ့စိတ်တက်ဖြစ်သွားပါပြီကျွန်တော်ဒီမှာနိုင်ငံဟာတိုင်းသား135မျိုးရှိပါတယ်အထက်မှာမှအချင်းလူမျိုးစုတွေကချင်းလူမျိုးစုတွေဟာခရီးဘာသာဝင်အများစုကိုကိုယ်ကိုယ်ကိုယ်ကြပါတယ်ကရင်လူမျိုးဆိုလို့ရှိရင်တော့ခရီးဘာသာဝင်ဗုဒ္ဓဘာသာဝင်အယောဖြစ်ပါတယ် ဒီတော့ယင်ကျွန်တော်တို့တိုင်းသား135မြို့ထဲမှာခရီးရန်ဘာသာဝင်တိုင်းသားတွေရှိနေရဆိုတော့လည်းနားလည်ဖို့လိုပါတယ်နောက်တစ်ခုကကမန်တိုင်းသားဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာရှိကမန်တိုင်းသားဆိုလို့ရှိရင်အစ္စလမ်ဘာသာဝင်အများစုကိုကိုယ်တိုင်းသားဖြစ်ပါတယ်ဒီကမန်တိုင်းသားတွေဟာ1882ဥပဒေအရပဲဖြစ်ဖြစ်ဒါမြန်မာနိုင်ငံသားတွေဖြစ်တဲ့တိုင်းရင်းသားတွေဖြစ်ပါတယ်1824မတိုင်ခင်မြောက်ဦးခေတ်ကလေးကနေပြီးတော့မြန်မာနိုင်ငံကိုဝင်ရောက်နေထိုင်ခဲ့တာဖြစ်ပြီးတော့ရခိုင်ဘရင်နိုင်ငံတော်ခေတ်ကလေးကနေပြီးတော့မှသူကရခိုင်ဘရင်ရဲ့လေးတီတော်ကြီးအဖြစ်နဲ့ဝင်ရောက်ပြီးနေထိုင်ရင်းကနေပြီးတော့မှ ူကြီးဒူပွားလာတဲ့အခါမှာရံပြဲနဲ့မန်အောင်ကျွန်းနေမှာရခိုင်ဘရင်ကနေရာချထားပြီးခဲ့တာဖြစ်ပါတယ်ကမန်ဆိုတာကတော့ပါရှန်ဘာသာစကားနဲ့လေးတီတော်တွေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပါရှန်လေးတီတော်တွေကလည်းဆင်းသက်လာတဲ့လူမျိုးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံရဲ့135မြို့သောတိုင်းရင်းသားတွေမှာအစ္စလမ်ဘာသာဝင်တွေရှိတယ်။နောက်ပြီးတော့ခရစ်ယာန်ဘာသာဝင်တွေလည်းရှိပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာတိုင်းရင်းသားအခွင့်အရေးရှိသူတွေမျိုးနိုင်ငံသားအခွင့်အရေးလည်းရှိပါတယ်။နိုင်ငံသားအခွင့်အရေးကကျွန်တော်တို့မှာလွတ်လပ်စွာကိုယ်ကိုယ်ယုံကြည်မှုတွေရှိရမယ်။လွတ်လပ်စွာစီးပွားရှာခွင့်ရောင်းဝယ်ဖောက်ကားခွင့်တွေရှိရပါမယ်။ဒီနိုင်ငံဟာ မှတ်ပုံတွေရပြီးတဲ့ဒူတိုင်းရဲ့နိုင်ငံမှာဒါကတော့ငါနိုင်ငံမင်းနိုင်ငံမဟုတ်ဘူးလို့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အောက်မြန်မာနိုင်ငံမှာမှတ်တမ်းတွေအရာဆိုလို့ရှိရင်ရှစ်စဘုတ်ဘီရင်ရှစ်စဘုတ်ဘီရင်မာကြီးလက်ထက်မှာရှိတဲ့မှတ်တမ်းအရာဆိုရင်ဒါနိုင်ငံခြားသားတွေဒါဝင်ရောက်ပြီးတော့ဒါမှတ်တမ်းယူခဲ့တဲ့ခစ်တွေပေါ့နော်။အဲလိုဆိုတော့မှဒီဒေတာကိုစီးပွားရေးကိုချုပ်ကန့်ထားတာဟာအိန္ဒိယတိုင်းရင်းသားတွေကဒီဘကိုးမျိုးရဲ့စီးပွားရေးတွေကိုချုပ်ကန့်ထားတယ်ဆိုတော့အမှတ်တမ်းတွေရှိပါတယ်။နောက်တစ်ခုက ဘရင်နောင်မင်တရားကြီးလက်ထက်မှာမွတ်စလင်အမြောက်တက်ဆိုတာမျိုးလည်းရှိပါတယ်နောက်တစ်ခုကအမရဘူရာခစ်မင်းနိုမင်းခစ်မှာဆိုလို့ရှိရင်လည်းပလီတွေဆောက်လုပ်ခဲ့တာရှိပြီးတော့အမရဘူရာခစ်မှာဆိုရင် စာဆိုတော့ဥနုဟာဒါအစ္စလမ်ဘာသာဝင် ဖြစ်ပါတယ်နောက်ပြီးတော့အမရဘူရာခစ်ရဲ့ပကံမင်းခစ်မှာဆိုရင်မြို့တော်ဝန်ပိုက်ဆက်နဲ့မြူစီးမောင်ပိဟာလည်းအစ္စလမ်ဘာသာဝင်တွေဖြစ်ပါတယ်အဲ့ဒီအချိန်မှာကလေးကနေပြီးတော့မှအစ္စလမ်ဘာသာဝင်တွေအများစုဟာဒီမြန်မာမင်းနေပြီးတော့နေမကအောင်အောက်မြန်မာပြည်မှာပြန်ကျဲနေထိုင်နေတယ်ဆိုတော့တွေ့ရှိရမှာဖြစ်ပါတယ် 1824မှာအင်္ဂလိပ်ကရခိုင်နဲ့တနင်္သာရီကမ်းရိုးတောင်တိမ့်ပိုက်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒီဒေသနှစ်ခုကိုအိန္ဒိယနဲ့တပေါင်းတစည်းနဲ့အုပ်ချုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာအောက်မြန်မာပြည်ကိုတိမ့်ပိုက်တဲ့မြန်မာပြည်ကိုတိမ့်ပိုက်တဲ့အခါမျိုးမှာလည်းမြန်မာနိုင်ငံကိုအိန္ဒိယရဲ့ပြည်နယ်အဖြစ်နဲ့ထည့်သွင်းအုပ်ချုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အိန္ဒိယဒေသမှာရှိတဲ့ Gujarati, Tamil, Bengali စရှိတဲ့တိုင်းဒေသမျိုးစုံဟာမြန်မာနိုင်ငံကိုဝင်ရောက်ပြီးတော့နေထိုင်ခဲ့တာဖြစ်ပါတယ်။အဲကြောင့်မြန်မာနိုင်ငံမှာပန်းချာပီလူမျိုးစုလည်းမရှားပါဘူး။ဂေါ်ရခါလူမျိုးစုရှင်လည်းအမှန်တမ်းမှာတိမ့်နေချီပြီးရှိပါတယ်။ တမီလိုမျိုးဆိုလို့ရှိရင်လည်းတိတ်နေချီပဲရှိပါတယ်။နည်းနည်းပါးပါးရှိတာမျိုးမဟုတ်ပါဘူး။တကယ်ကိုပမာဏတော်တော်များပါတယ်။အမှဆိုလို့ရှိရင်ကြရားမှာရှိတဲ့တချို့တိုင်းရင်းသားလူမျိုးတွေထက်ဗရောင်လူမျိုးထက်နောက်ကရင်လူမျိုးထက်နောက်ပြီးချင်းလူမျိုးတွေထက်များပြားတဲ့လူမျိုးတွေဖြစ်ပါတယ်။ဒီလိုမျိုးတွေဟာကျွန်တော်ရန်ကုန်ရန်ကုန်နဲ့ဒီမြန်မာနိုင်ငံအနှံ့ပြားမှာနေထိုင်ပါတယ်။မြကျီနားမှာဆိုရင်ကော်ရခါတွေအများကြီးနေထိုင်တယ်။မိုးကုန်းမှာဆိုရင်လည်းကော်ရခါတွေအများကြီးနေထိုင်တယ်။ဇီယဝတီကျောက်တကားမှာဆိုလို့ရှိရင်လည်း တမီးလိုမျိုးတွေအများကြီးနေထိုင်တယ်။ဒါကြောင့်မြန်မာကျွန်တော်မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ကျွန်တော်တို့ဟာအစဉ်လန်အားဖြင့်အတိအမှန်ပြုထားပေးတော်ညာလည်းပဲကျွန်တော်တို့ဟာခေတ်ကာလအကြာကြီးကိုဖျက်ဆီးခဲ့တဲ့အတွက်ကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံနှစ်ခုကြားမှာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံမှာခုချိန်မှာဆိုလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်တဲ့နိုင်ငံကြီးဖြစ်ပါပြီ။ဒီလူမျိုးပေါင်းစုံဘာသာပေါင်းစုံဟာဟာမိုနီဖြစ်ဖို့လိုပါတယ်။အချင်းချင်းအပြန်အလှန်လေးစားသမှုရှိဖို့လိုပါတယ်။တရားနဲ့တရားနားလည်မှုရှိဖို့လိုပါတယ်။ ဒါကြောင့်ကိုယ်ဘာသာကိုယ်သတ္တနာကိုလွတ်လပ်စွာနဲ့တိုးပွားအောင်လုပ်ဖို့လိုတယ်တိုးတက်အောင်လုပ်ဖို့လိုပါတယ်ဥပဒေနဲ့ညီတဲ့အဆောက်အဦတွေတိဆောက်ခွင့်ပေးဖို့လိုတယ်မကုဘုဒ္ဓဘာသာစီဒီပထိုရီကတော့ရွှေရောင်ဝင်းပြပြောင်းရှိနေပြီးတော့တခြားဘာသာဝင်တွေရဲ့အဆောက်အဦတွေကြတော့ကြိုးကျေပြက်စီးဘုံဘုံလဲမတက်ဖြစ်နေတာကြတော့လေဒါတရားတယ်လို့ပြောလို့ကမရပါဘူးနောက်တစ်ခုကကချင်ပြည်နယ်မှာဆိုရင်ကြောင်တကားဆိုတဲ့နေရာတစ်ခုရှိပါတယ် ကျောင်းတကားဆိုတဲ့နေရာဟာကချင်လူမျိုးစုတွေကြားထဲမှာအထင်ကရနေရာတစ်ခုဖြစ်တယ်။အဲဒီနေရာမှာသွားပြီးမရမကြခင်ကနေပြီးတော့မှအဲကျောင်းတကားကြီးကိုခေါင်းနဲ့အမိရတက်ပေးပြီးတော့တဘာဝနဂါးကြီးကိုအင်္ဂရိနဂါးကြီးဖြစ်အောင်လှုပ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကချင်ဒေသခံတွေကတော်တော်လေးကိုမကြည်မနှက်ဖြစ်ကြတယ်။ဒီလိုမျိုးပဲပေါ့ကျွန်တော်အဲကျွန်တော်တို့ဗုဒ္ဓဘာသာဆိုတာကမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမကိုတခြားလူရဲ့ရင်ထဲနှလုံးသားတွေကိုရောက်ရှိအောင်လုတ်တာဟာသာသနာပြုတာမယင်ကြီးတဲ့သူတွေကိုယင်ကြီးအောင်လုပ်တာအနုတ္တရပုရိသဓမ္မတရတိဂုံပေါ့ မင်းကြီးရဲ့သူတွေကိုယဉ်ကျေးအောင်လုပ်တာမသိမွေးတဲ့သူတွေကိုသိမွေးတော့အောင်လုပ်တာတရားမသိတဲ့သူတွေကိုတရားသိတော့အောင်လုပ်တာဒီသာသနာပြုတာနောက်ပြီးတော့ဒီတောရီတောင်နေတဲ့မှာဈေးပြီးပထိုးတွေသွားတည်နေတယ်ကိုယ်ကွယ်မဲ့သူမရှိဘဲနဲ့သွားတည်နေတယ်ဆိုတာကိုသာသနာပြုလုပ်ငန်းလုပ်တယ်လို့အထင်ရောက်နေတဲ့သူတွေရှိတယ်တချို့ကလည်းဟာဒီဒေသမှာဘလီတိုးလာလို့ရှိရင်ပဲဟိုကဘာပြတ်တော့မလို့ဖြစ်နေတာမျိုးတွေရှိတယ်တကယ်ကြလို့ရှိရင်ဒီလူမျိုးတွေတိုးလူဦးရေတိုးပွားလာတာနဲ့အမျှတော့ဒီဘာသာရေးအဆောက်အဦတွေကတိုးလာမှာပဲလေတိုးလာမှာဆိုတာကဟုတ်ပြီဒါ တချို့ခရီးယန်ဘာသာဝင်တွေဆိုလို့ရှိရင်ခြားချောင်းတိစောက်ခွင့်မရှိရတဲ့ကြောင့်မလို့အိမ်ထဲမှာပဲအဲဝစ်ပြုတ်ပြီးတော့အိမ်တိုင်အိမ်ငှားလိုက်တယ်ငှားပြုတ်ဒီအိမ်မှာစူပေါင်းဝစ်ပြုတ်တာရှိတယ်တချို့အစ္စလမ်ဘာသာဝင်တွေဆိုလို့ရှိရင်လည်းမြေကြီးကွက်လက်ထဲမှာပဲခင်းပြီးတော့တာလဘတ်တွေခင်းပြီးဝစ်ပြုတ်တာရှိတယ်တကယ်တော့ဘာသာရေးတိုးတက်ကြီးွားတယ်ဆိုတာကအစအဦးတွေကိုပြောတာမျိုးမဟုတ်ဘူးဗျဒီအင်ဒိုနီးရှားတို့အာဖဂန်နစ္စတန်တို့မှာဗုဒ္ဓဘာသာအစအဦးတွေဟာမြန်မာနိုင်ငံထဲတောင်ခံထားရတဲ့အစအဦးတွေရှိတယ်။ကိုယ်ခံမဲ့သူမရှိတဲ့အခါမှာတော်ရဲထဲမှာတကယ်ကို ဘယ်လိုဘယ်လိုပြောရမလဲခရီးသွားတွေအလှကြီးဖို့နေရာတစ်ခုပဲဖြစ်သွားတာပေါ့ဗျာအဲ့တော့ဒီဘာသာဝင်တွေရှိနေဒီဘာသာတရားရှိမှာပဲဒီဘာသာဝင်တွေဟာဒီဘာသာဝင်တွေယုံကြည်မှုကဗလီထဲမှာရှိတာမဟုတ်ဘူးဒီဘာသာဝင်တွေယုံကြည်မှုကသူတို့နှလုံးသားထဲမှာရှိတာဒါကြောင့်မို့လို့ကျွန်တော်မြန်မာနိုင်ငံကပုဂ္ဂိုလ်တော်များလည်းကိုယ့်ဘာသာကိုယ့်သာသနာကိုတိုးတက်စေချင်တယ်ဆိုရင်အစ္စလမ်ဘာသာဝင်ကလည်းအစ္စလမ်ဘာသာကိုတိုးတက်စေချင်တယ်ဆိုရင်အစ္စလမ်ဘာသာရဲ့အဆုံးအမတွေအစ္စလမ်ဘာသာ ဝင်နေရဲ့နှလုံးသားရဲ့ရောက်ရှိအောင်ပို့ပေးဗုဒ္ဓဘာသာရဲ့အဆုံးအမတွေဗုဒ္ဓဘာသာဝင်နေရဲ့နှလုံးသားရဲ့ရောက်အောင်ပို့ပေးဒါဟာသာသနာပြုတာဘာသာရေးတစ်ဖက်နဲ့တစ်ဖက်နဲ့အာဒုံဆွဲဓာဆွဲပြီးတော့ဟာဟိုလုတ်တယ်ဆိုတာကတော့ဒါဘာသာတစ်ခုနဲ့တစ်ခုကြားထဲမှာပြိပခဖြစ်အောင်လုပ်တာနိုင်ငံတော်ရဲ့အခြေခံဥပဒေတွေနဲ့တည်ဆဲဥပဒေတွေချိုးဖောက်တာပဲဖြစ်တယ်ပြီးတော့ကျွန်တော်ညီမနိုင်ငံမှာငြိမ်းချမ်းစွာကိုယ့်အကူ ကိုယ့်ရဲ့မိသားစုကိုစီဝိုင်းတွေလောက်ကင်နေတဲ့သူတွေကလည်းစိုးတဆိတ်ချင်းနေပေါ့ဟဲ့ငါတို့နိုင်ငံငါတို့ဒီမြို့မှာငါတို့မြို့မှာပြိပခါရဖြစ်တော်မလားဟဲ့ငါတို့အိမ်တွေကိုပဲဝင်ပြီးတော့များမီးရှို့ခံရတော်မလားရိုက်ခံရတော်မလားဆိုတဲ့ပုံပန်ကြောက်ကြမှုနဲ့နေထိုင်ရတဲ့လူတွေရှိပါတယ်တကယ်တချို့အသိမိတ်ဆွေတွေလည်းကျွန်တော်လာပြီးပြောကြပါတယ်ငါတို့မြို့မှာဒီလိုမျိုးဖြစ်သွားတယ်အဟိုမဥပေမှာဖြစ်သွားတဲ့ကိစ္စဆိုလို့ရှိရင်လည်းဒီဒါပါလေမျိုးဆက်ပြတ်ပလီဆိုတာဟုတ်ပြီမျိုးဆက်ပြတ်ပလီရှိရဆိုလို့ရှိရင်မျိုးမျိုးဆက်ပြတ်ဇေဒီတို့မျိုးဆက်ပြတ်ဟိုចောင်းတို့ ဒါမျိုးတွေလည်းမြန်မာနိုင်ငံမှာအများကြီးရှိတာပဲဒါကိုလောက်ရမှာရှေးအောင်သူတည်သနာဌာနကလောက်ရမှာဘာကြောင့်လဲဆိုကိုလိုနီခေတ်အစအဦးဆိုတာကမြန်မာနိုင်ငံမှာကာကွယ်ရမယ့်အစအဦးစီးရင်ထဲမှာပါတယ်နောက်ပြီးတော့ဘာသာရေးအစအဦးဆိုရင်ပိုဆိုးတယ်ဒါကြောင့်မို့လို့သူတို့ဘာသာသူတို့မထိန်သိမ်းမဆောင်ရှောက်လဲနိုင်ငံတော်အစိုးရကိုထိန်သိမ်းဆောင်ရှောက်မှတာဝန်ရှိတယ်ဒါပေမဲ့အဲခုလက်ရှိအစိုးရလက်ထက်မှာဖြစ်နေတာကိုခွင့်ကောင်းယူပြီးတချို့တော့အမဂျိုးဘာသာသာသနာဆိုတဲ့ပုံကမျိုးတွေကဒီဘလီမှာ ကျတို့ပြင်ဆင်ထားတဲ့လောက်တာတွေ၊ကိုင်းတာတွေကိုခွင့်မပြုဘူးဘာညာဆိုတော့ကဲဟုတ်ပြီတခြားသောပြည်နယ်တွေမှာရှိနေတဲ့တခြားသောပြည်နယ်တွေမှာဗုဒ္ဓဘာသာဝင်အ ਨੇ စုရှိတဲ့နေရာတွေမှာစီဒီပထုတ်တွေတယ်ပြီးတော့အဲ့ဒီဒါတွေမှာရှိတဲ့ခရီးရဘာသာဝင်နဲ့ထိတိုက်တွေ့နေတဲ့ကိစ္စတွေမျိုးကြတော့ဘယ်လိုလုပ်မလဲကျွန်တော်ဒီမှာနိုင်ငံအခြေခံဥပဒေရှိပါတယ်အခြေခံဥပဒေကိုဖတ်ဖို့လည်းလိုပါတယ်အခြေခံဥပဒေကိုနားလည်ဖို့လည်းလိုပါတယ်ကျွန်တော်ဗုဒ္ဓဘာသာဝင်တယောက်ပါဗုဒ္ဓဘာသာကိုလည်းကောင်းမွန်စွာနားလည်ပါတယ်ဗုဒ္ဓဘာသာဆိုတာကအမှန်တမ်းမှငြိမ်းချမ်းပြီးမွန်မြတ်တဲ့ဘာသာတစ်ခုပါဆိုပါစို့ဗျာ အစ္စလမ်ဘာသာဝင်တွေလုံးဝမရှိတဲ့နေရာတနေရာမှာเนาะဒါပြီးဗလီတလုံးလာဆောက်တယ်ဒါဆိုရင်တော့ဖြစ်တဲ့ကိစ္စပေါ့ဒါအစ္စလမ်ဘာသာဝင်မှမရှိတာဘာလို့လာဆောက်တာလဲနောက်တစ်ခုကခရီးဘာသာဝင်တယောက်မှမရှိတဲ့နေရာမှာဆက်ချောင်းလာဆောက်တယ်ဒါဆိုလို့ရှိရင်မဖြစ်တဲ့အာမျိုးပေါ့ထိုနည်းတူစွာပဲဗုဒ္ဓဘာသာဝင်တယောက်မှမရှိတဲ့နေရာမျိုးမှာလဲစီရီပထုတ်တွတ်တက်တာဆိုတာလဲဒါဘာအိပဲလဲအဲ့ဒီသားမှာရှိတဲ့လူမျိုးစုတွေကိုတွားပြီးတော့ဒါမညီမညွတ်ဖြစ်အောင်တွားလောက်တာလားဒါလိုမျိုးရှိတာပေါ့အဲ့တော့အရာအလုံးမှာမျှတအောင်တွေ့တက်ဖို့လိုပါတယ် မြတ်တမသာကျွန်တော်မြန်မာနိုင်ငံဟာကမ္ဘာနိုင်ငံအနေနဲ့ဒန်းလူရေမောင်တန်းပြီးနေနိုင်မှာဖြစ်ပါတယ်ခုဆိုလို့ရှိရင်နိုင်ငံတော်ကာကွယ်ဥစည်းချုပ်ဗိုလ်ချုပ်မွေးမြအောင်ကာဇက်စတန်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်ကာဇက်စတန်နိုင်ငံဆိုတော့အားလုံးတဲ့အတိုင်းပဲအစ္စလမ်ဘာသာနိုင်ငံဖြစ်ပါတယ်မြန်မာနိုင်ငံဟာဒေသတွင်းနိုင်ငံတွေနဲ့အဆင်ပြေအောင်ဆက်ဆံနေရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီနိုင်ငံတွေရဲ့ကြားထဲမှာမြန်မာနိုင်ငံဟာလူမျိုးရေးအစွန်းရောက်ဘာသာရေးအစွန်းရောက်နိုင်ငံအဖြစ်ပုံမဖော်ဖို့အရေးကြီးပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာဥပဒေရှိပါတယ် နောက်လွတ်တော်တွေလည်းပေါ်ပေါက်လာမှာပါအဲ့လွတ်တော်တွေကနေပြီးတော့မှဥပဒေနဲ့အညီကျွန်တော်ခိုးဝင်နေဝင်ရောက်မလာအောင်မြန်မာနိုင်ငံသား80နဲ့နိုင်ငံသားဥပဒေတိုင်းဖြစ်အောင်ဒါတွေဟာကျွန်တော်နိုင်ငံနိုင်ငံတော်ကနေပြီးတော့ချမှတ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လဲကျွန်တော်မြန်မာနိုင်ငံတရုတ်နဲ့အိန္ဒိယနိုင်ငံကြားထဲမှာရှိပေမဲ့လူမျိုးနဲ့ဘာသာမပြောင်းဆုံးသွားတာဖြစ်ပါတယ်သို့ဖြစ်သောညာလည်းပဲကျွန်တော်မြန်မာနိုင်ငံဟာဒီနိုင်ငံနဲ့နှစ်နိုင်ငံနဲ့နေဆက်တဲ့အလျောက်ဒီနိုင်ငံကနေပြီးတော့အချင်းကာလခက်ကာလအလျောက်ဝင်ရောက်လာတဲ့လူတွေအများကြီးရှိပါတယ် မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာ၈တန်းရှိပါတယ်။မလေးနိုင်ငံမှာ၂တန်းနီးပါးလောက်ရှိပါတယ်။ဒီနိုင်ငံတွေဟာလည်းမြန်မာနိုင်ငံသားတွေမိခိုးပြီးတော့အလုပ်လုပ်ကြနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံမှာမှပြိပခါဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံတွေမှာရှိတဲ့မြန်မာလူမျိုးတွေပေါ်မှာလည်းရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်။ဒါကြောင့်မို့လို့မြန်မာနိုင်ငံဟာကမ္ဘာအလယ်မှာနေရတဲ့ကမ္ဘာမီဒီယာဆိုကမ္ဘာနိုင်ငံဖြစ်တဲ့အားလျော်စွာမြန်မာနိုင်ငံသားအားလုံးဟာဘာသာဘာသာဝင်ဘာသာတူဘာသာကွဲအားလုံးဟာစီလုံးညွတ်စွာနေထိုင်နိုင်ကြပါစေ။ ညညိုးတဲ့နိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်ကြပါစေလို့ကြီးမြှော်ရင်းနဲ့ကျွန်တော်ရဲ့ live လေးကိုဒီကုန်းချုပ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်